အာမင်။အိုးတခင်ရှုကိုရောကိုလိုအပ်ပါ၏။ကိုရောဘယ်ကနေခြေကနေစီစဉ်တော်မူပါ။သစာဗလာအဖြစ်အသုံးပြုအသုံးပြုတော်မူပါ။အိုးတခင်ရှုအာမင်။ အာမင်ဒီနေ့ကျမရဲ့ဝေစုကနာမပြောသွားပြီเนาะဆာမျက်နှာ26ခန်းနေ31ဖြစ်တယ်ဒီထဲမှာခေါင်းစဉ်က3ခုပါတာဖြစ်တယ်ခေါင်းစဉ်ကဘာလဲဆိုရင် လူဤဝိညာဉ်မှဖျားသခင်စအလုလုသည်နံပါတ်6ကကြတော့အလုတာဝန်နဲ့စွမ်းရည်များကို ခွဲခြားတတ်ပါပြီးရင်ခုနှစ်ကကြတော့ဖျားသခင်ဘာလုပ်ပေးနေတယ်လဲဆိုတဲ့ခေါင်းစဉ်လေး၃ခုနဲ့ကျွန်မရရှိတဲ့အရာကိုအရင်ဆုံးစစ်စစ်မှ ဖြစ်ပါတယ်ဆိုတော့ဒီမှာလူရဲ့ဝိညာဉ်မှဖျားသခင်စပြီးအလုပ်လုပ်တယ်တဲ့ဒီစာမျက်နှာ26ထဲမှာလေးနော်ပုံလေးပုံလေးတပုံထည့်ထားပေးတာဖြစ်တယ်အဲ့ထဲမှာဘာကိုဆွဲထားတယ်လဲဆိုလို့ရှိရင်သူကဒီအာအဝိုင်းလေးပေါ့နော်အဝိုင်းလေး အဝိုင်းလေးရှိတယ်အဲ့အဝိုင်းရဲ့အတွင်းဆုံးထဲမှာပါရှိတယ်လေဆိုရှင်ရင် ဝိညာဉ်ရှိတာဖြစ်တယ်အဲ့ဒီဝိညာဉ်ရဲ့ဒီအပြင်အလေတပိုင်းပေါ့နော်ဒီအလေတပိုင်းမှာဆိုလို့ရှိရင်သူကစိတ်ပေါ့နော်စိတ်ကစိတ်ထဲမှာပါရှိတယ်လေဆိုရှင်ရင်စန္ဒရှိတယ်အတိရှိတယ်ခံစားချက်ရှိတယ်အဲ့ဒီစိတ်ရဲ့အပြင်ဖက်တပိုင်းကမှခန္ဓာဖြစ်တယ်အဲ့ဒီခန္ဓာထဲမှာဆိုရှင် ကျမတို့ဒီအာယုံ၅ပါးလို့ပြောတဲ့မြင်တာမြင်ချင်းကြားချင်းအနံ့ခံချင်းအယတာနော်အထိအတွေ့ အဲ့ဒီအာအာယုံခံစားမှု၅ပါးရှိတယ်ဆိုတော့ဖယားကဘယ်ကနေပြီးတော့မှအလုံးလုံးတလဲဆိုလို့ရှိရင်ဖယားကကျမတို့ရဲ့ဝိညာဉ်ထဲကနေပြီးတော့မှအလုံးလုံးတာဖြစ်တာဖြစ်တယ်ဘာလို့လဲဆိုရှင်ဖယားက နံဝိညာဉ်ဖရားဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့ဝိညာဉ်နဲ့ပဲချိတ်ဆက်ပြီးတော့မှဖရားအလုံးလုံးနိုင်တာဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ကိုဒီနေ့ဘာကိုကြွေးမွေးထားတလဲဆိုလို့ရှိရင်ဖရားကအထင်းကနေပြီးတော့မှကျမတို့ကိုဘလို့အလုံးလုံးနေတလဲကျမတို့ဘလို့လောက်ရမလဲဆိုတဲ့အရာပေါ့နော်ကျမတို့ကဘာကိုပဲလောက်ရမလဲဆိုရှင်ကျမတို့ရဲ့စိတ်ကိုတဲ့အစင်အမြဲနော်ဝိညာဉ်ဘက်ကိုပဲထည့်လက်ထားလိုက်တယ်ဆိုလို့ရှိရင်တဲ့ကျမတို့ရဲ့အဲ လဲ့ထားလိုက်တယ်ဆိုရှင်ကျမတို့ကဘာကိုပဲမြင်နေမလဲဆိုရှင်ခရစ်တော်ကိုပဲမြင်နေမှာဖြစ်တယ်။ဖခင်ဖွင့်ပြထားတဲ့ခရစ်တော်ကိုပဲမြင်ပြီးတော့မှခရစ်တော်ရဲ့ပုံရိပ်ကတဲ့လူရဲ့စိတ်ထဲမှာထင်ဟပ်ကြံရှိနေခဲ့ဆဲဖြစ်တယ်တဲ့။เนาะကျမတို့ရဲ့ပုံရိပ်လို့ပြောလို့ရှင်ကျမတို့ကဘယ်ဘက်ကိုကြည်နေတယ်လဲကျမတို့ကအာတခုခုကိုအာယုံစိုက်ပြီးတော့မှကြည်နေတယ်ဆိုရှင်အဲ့စိုက်ကျမတို့ရဲ့စိတ်ဆွဲလန်းခြင်းကျမတို့ရဲ့အာယုံစိုက်ခြင်းကလေကျမတို့ရဲ့အထဲမှာ ုံရိပ်လို့ပဲထင်နေတာဖြစ်တယ်လေနော်အဲကျွန်မအရင်တုန်းကဆိုလို့ရှိရင်အဲ့တခုတတိယမိတယ်ပေါ့နော်ကျမတို့အမျိုးသမီးတွေကိုဝန်ဆောင်တဲ့အချိန်ကြလို့ရှိရင်လေကျမတို့ရဲ့အဲဘိုက်ထဲမှာရှိတဲ့ကလေးလေးအမချုံးမှာစိုးလို့မလှမှာစိုးလို့ဆိုအရင်တော့ဆိုရှင်လေ ကလေးလေးလှတဲ့ပုံလေးတွေလို့ချိတ်ထားကြတာလေးနော်ကိုယ့်ရဲ့မြင်သာတဲ့နေရာတွေမှာပေါ့နော်ဘာလို့မွေးလာတဲ့ကလေးလေးကလှဖို့အတွက်ဆိုပြီးမှလေအဲ့ဒါကိုတော်ပြီးမှတော်ပြီးမှလေစဉ်းစားမိတယ်။အော်ငါတို့ရဲ့မျက်စိကလေးလို့ငါတို့ရဲ့စိတ်ကလေးလို့အဲ့ဒီအရာကိုများများကြည့်တယ်ဆိုရှင်လို့အဲ့ဒီအရာထဲကအရာကိုကျမတို့ကစိတ်ဆွဲလန်းသွားတာသွားတာပဲဖြစ်တယ်လေနော်။ကလေးကတော့မွေးလာမွေးလာကျမတို့မဆန်းဘူးတော့လေကျမတို့မသိဘူးပေါ့နော်။ဆိုတော့ဒီအရာကိုတော်ပြီးမှတတိယမိတယ်။ဆိုတော့ဒီမှာကလည်း ကျမတို့ရဲ့စိတ်ကိုဘယ်ဘက်ကိုပဲလဲရမလဲဆိုဝိညာဉ်ဘက်ကိုများများလဲပါတယ်ဝိညာဉ်ဘက်ကိုများများလဲလိုက်တယ်ဆိုရှင်ယဖျားသခင်ဖွင့်ပြတဲ့ခရစ်တော်ကိုပဲကျမတို့ကမြင်တော့မှာဖြစ်တယ်ခရစ်တော်ရဲ့ပုံရိပ်ကကျမတို့ရဲ့စိတ်ထဲမှာထင်ဟကြံရှိနေမှာပဲဖြစ်တယ်အဲ့တော့ကျမတို့စဉ်းစားခြင်းဒီလဲခရစ်တော်ပဲဖြစ်လာမှာဖြစ်တယ်ကျမတို့ရဲ့သေတော်ခြင်းကလည်းခရစ်တော်ပဲဖြစ်လာမှာဖြစ်တယ်ဆိုတော့အဲ့ဒီပုံရိပ်ကိုကြံရှိဖို့အတွက်ကျမတို့လိုအပ်တာဖြစ်တယ်ဒါကြောင့်မလို့ဖျားကဘယ်ထဲကနေအလုံးလုံးတလဲဆိုရှင်ဖျားကဝိညာဉ်ထဲကနေအလုံးလုံးတယ် ဝิญဉ်ကနေအစာပြုတ်ပြီးတော့မှကျမတို့ရဲ့စိတ်เนาะပြီးရင်ခန္ဓာကိုဒီထဲကနေမှကျမတို့ဒီလောကကဘာလောကကြီးထဲကနေကဘာလောကကြီးကိုဆက်တွေ့ပြီးမှအလုံးလုံးတာဖြစ်တယ်ဒါပေမဲ့တဲ့နတ်ဆိုးကဘယ်ကနေအလုံးလုံးတလဲဆိုရှင်ရင်လောကပြင်ပမှ လူဤကိုခန္ဓာရှိအာယုံ၅ပါးမှ လူဤစိတ်ကိုသွေးဆောင်လှည့်ဖျားပြီးလူကိုဖန်းစားတော့တယ်တဲ့အဲ့ဒီလူနတ်ဆိုးကလေ ခုနကပုံလေးထဲရလိုမျိုးပဲအာယုံ၅ပါးရှိတယ်ကျမတို့ကမြင်ချင်းရှိတယ်ကြားချင်းရှိတယ်အနံ့ခံချင်းရှိတယ်အရသာရှိတယ်အထီအတွေ့ရှိတယ်အဲ့ဓာတွေကိုပဲကျမတို့ကသွားပြီးတော့မှအထီတွေ့နေမယ်ဆိုရှင်ရင်အဲ့ဓာတွေအဲ့ဓာတွေကိုပဲကျမတို့ကအာယုံစိုက်နေတယ်ဆိုလို့ရှင်ရင်နှဆူကအဲ့ဒီပဒင်းပေါက် तू ကပဒင်းပေါက်လို့တော့သုံးတယ်နော်အဲ့ဒါကလောကနဲ့ဆက်တွေ့တဲ့ပဒင်းပေါက်၅ပေါက်ဖြစ်တယ်တဲ့အဲ့အဲ့ဒီပဒင်းပေါက်၅ပေါက်ကနေပြီးတော့မှနှဆူကဝင်လာပြီးလို့ရှင်ကျမတို့ရဲ့စိတ်ထဲမှာနော်အဲ့ဒီ 年轻人，年哎呀，家里哎呀，哎的，那哎呀的。 ဲ့ဒါတွေအားလုံးအထီးတွေ့အဲ့ဒါတွေအားလုံးကိုကျမတို့ရဲ့စိတ်ကလည်းတွားပြီးတော့မှငွေလျော်နေမှာ ဖြစ်တယ်။အဲ့ဒါကြောင့်မလို့နော်နတ်ဆိုးကတော့အပြင်ကနေပြီးမှအလုံးလောက်တာဖြစ်တယ်။အဲ့ကြောင့်မလို့အဲ့ဒီပဒင်းပေါက်ကလောကဘက်ကိုအမြဲတမ်းလဲ့နေတဲ့အတွက်ကြောင့်မလို့အဲ့ဒီပဒင်းပေါက်လဲ့တဲ့ဘက်ကိုကျမတို့တွားတာမဟုတ်ဘဲနဲ့ကျမတို့ရဲ့စိတ်ဒီဘက်ဘက်ကိုပဲလဲ့ထားမှလဲဆိုရင်ဖယားဘက်ကိုပဲလဲ့ထားဝိညာဉ်ဘက်ကိုပဲလဲ့ထားမယ်ဆိုလို့ရှိရင်ဖယားကကျမတို့ဝိညာဉ်ထဲကနေစပြီးတော့မှအလုံးလောက်မယ်ကျမတို့ရဲ့စိတ်ကိုဖယားရဲ့စိတ် နဲ့တဒံတစ်ခုတည်းဖြစ်စေပြီးတဲ့ခါကြလို့ရှင့်ကျမတို့ကိုခန္ဓာကလည်းဖျားပုံးထင်ရှားတဲ့ကိုခန္ဓာเนาะလောကထဲမှာရှိနေတဲ့အချိန်မှာကျမတို့ကဖျားကိုထင်ရှားနေတဲ့ကိုခန္ဓာပဲဖြစ်လာမှာဖြစ်တယ်ဆိုတဲ့အရာလို့เนาะဖျားကဒီဝိညာဉ်တွေကနေပြီးတော့မှစပြီးတော့မှအလုတ်လောက်တာဖြစ်တယ်ဆိုတဲ့အရာပေါ့เนาะဒါကြောင့်မလို့တဲ့ဒီမှာနောက်ဆုံးကျောင်းထဲမှာဒီစာမျက်နှာ26ရဲ့နောက်ဆုံးကျောင်းထဲမှာထို့ကြောင့်တဲ့ဝိညာဉ်နဲ့စိတ်ကိုပိုင်းခြားထက်မှဖျားသခင်ဖက်ဝိညာဉ်၌ ်ယက်တီအသက်ရှင်တတ်ခြင်းဖြစ်သည်တဲ့။နော်ဝိညာဉ်နဲ့စိတ်ကိုကျမတို့ပိုင်းခြားတတ်ဖို့ခုနကတည်းကကျမတို့ဆုတောင်းဖတ်သွားတဲ့ဟိပြေအာ၄၀နှစ်ထဲမှာဆိုရှင်ဘလပါနဲ့ပါနဲ့ပဲကျမတို့ကပိုင်းခြားပြီးတော့မှလောက်တတ်နိုင်ပါလေဆိုလို့ရှိရင်နောက်ကပတ်တော်အားဖြစ်ပဲကျမတို့ကဝိညာဉ်နဲ့စိတ်ကိုပိုင်းခြားတတ်မှဖြစ်တယ်ပြီးအာနောက်ကပတ်တော်ကပဲကျမတို့ကိုလေအာအသက်ရှင်ခြင်းနဲ့ ပြုပြင်ခြင်းရှိလာမှာဖြစ်တယ်။နှုတ်ကပတ်တော်ကပဲကျမတို့ကိုပြုပြင်သွားမှာဖြစ်တယ်။နှုတ်ကပတ်တော်ကပဲကျမတို့ကိုပိုင်းခြားနိုင်မှာဖြစ်တယ်။ဒါကြောင့်မလို့ကျမတို့ကဒီနှုတ်ကပတ်တော်အကူပဲအမြဲတမ်းကင်ဆွဲထားမယ်။နှုတ်ကပတ်တော်ကိုပဲကျမတို့ကအမြဲတမ်းဖတ်ရှုမယ်။နှုတ်ကပတ်တော်ကိုပဲဟိုကျမတို့ကအာကင်ဆွဲထားမယ်ဆိုရှင်ကျမတို့ကလေအာ အာကျမတို့ရဲ့စိတ်ဒီအမြဲတမ်းဝိညာဉ်ဘက်ကိုလဲ့ပြီးတဲ့အခါလဲ့သွားတဲ့အခါမှာเนาะဒီအကောင်အဆိုးအဲ့အရာတွေအားလုံးကလေနှုတ်ကပတ်တော်နဲ့ချိန်ဆပြီးတော့မှကျမတို့ကလေလှုပ်ဆောင်သွားနိုင်မှာဖြစ်တယ်ဒီအရာအဖြစ်ကျမတို့ကလေလေ့ကျင့်လှုပ်ဆောင်မှာဖြစ်တယ်ဒါပေမဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ကလိုအပ်တာဖြစ်တယ်ဖခင်ရဲ့နှုတ်ကပတ်တော်အဖြစ်ပဲကျမတို့ကဝိညာဉ်နဲ့စိတ်ကိုပိုင်းခြားတတ်ပြီးဆိုတဲ့အခါမှာကျမတို့ကလေဝိညာဉ်ဘက်ကို လေတီသွားပြီဆိုရှင်ဖခင်ကကျမတို့ရဲ့ဝိညာဉ်ဘက်ကနေစပြီးတော့မှသူကစပြီးတော့အလုတ်လုံနိုင်မှာဖြစ်တယ်ဆိုတဲ့အရာလေးပေါ့နော်ဒီအရာလေးအဖြစ်ဒီအာကောင်းစင်ငားမှာပေါ့နော်ဖခင်အလုတ်လုံတဲ့အရာလေးအဖေရဲ့အလုတ်လုံတဲ့အာနီလန်းလေးကိုကျမအာစသုံးရတာဖြစ်တယ်ပြီးလို့ရှင်6မှာပေါ့နော်6မှာအလုတ်တာဝန်နဲ့စွန့်ရည်များကိုခွဲခြားတတ်ပါတဲ့ဒီထဲမှာเนาะ तू อ่ะမော်တော်ကားတစ်စီးနဲ့ မော်တော်ကားမောင်းတာနဲ့ကျွန်တော်တို့ကိုအပို့ပြီးတော့မှမြင်တာအောင်ကျွန်တော်တို့ကိုကြွေးမွေးထားတာဖြစ်တယ်ဒီထဲမှာမော်တော်ကားတစီးမောင်းတက်ချင်တယ်ဆိုလို့ရှိရင်တဲ့မော်တော်ကားထဲမှာရှိတယ်နော်ထည့်ထားတဲ့အရာ brake တို့ gear တို့ steering တိုင်တို့ lever တို့ရဲ့စွမ်းဆောင်ချက်ကိုတိဖို့အရင်လိုအပ်တယ်တဲ့အဲ့ဒါကိုမတိဘဲနဲ့နော်ကျွန်တော်တို့ကလည်းအိုးသူများကားမောင်းတာလွယ်လွယ်လေးပါလို့ပြောပြီးတော့မှကားပေါ်ကိုတက်ပြီးတော့မှဘေးအရာက gear ကဘာအလုံးလုံးမှမသိ brake ကဘာအလုံးလုံးမှမသိနော် ဘာလီဘာကဘာအလုံးလုံးမှမသိဘဲနဲ့ကျမတို့တက်မောင်းလိုက်မယ်ဆိုလို့ရှိရင်ဒီမှာเนาะကမော်ဟိုကားကပဲသေးကိုပဲရောက်သွားမလဲဆိုလို့ရှိရင်ဂုံစင်တဲ့ကြောက်သေးကိုပဲကြသွားမှာဖြစ်တယ်တဲ့ပြီးလို့ရှိရင်စက်တော်နိုးတက်ပါတယ်လီဘာဘာလုံးမှမသိတဲ့အခါကြလို့ရှိရင်တဲ့အစွမ်းကုန်နင်းလိုက်တဲ့အခါကြတော့တဲ့ကားထွက်သွားလို့မှခြံစည်းကိုအုတ်တတိုင်းတိုက်ချင်းအဖြစ်ကားလဲကြေးတဲ့အုတ်တတိုင်းလဲဖြူကြပြက်စီးသွားတယ်တဲ့အဲဒါကြောင့်မလို့လေ ဒီကားထဲမှာပါတဲ့နော်သူ့ရဲ့ function တွေကိုကျမတို့ကလေတိတိကျကျမသိပဲနဲ့ကျမတို့လှုပ်လိုက်မိပြီဆိုလို့ရှိရင်เนาะနှစ်ဖက်စလုံးเนาะကျမတို့ဟိုမောင်းတဲ့လူရောအာဒီကားရောပြီးလို့ရှိရင်เนาะဟိုခုနပြောလိုမျိုးကြောက်သေးကြတာတို့သူမြောက်တော့တိုက်တာတော့အိုးပြဿနာတွေမျောများစွာဖြစ်လာမှာဖြစ်တယ်ဒါကြောင့်မလို့ကာမောင်းလို့တာကိုကြည့်လို့ရှိရင်တော့တဲ့လွယ်ကူတက်တာပါတယ်တဲ့ဒါပေမဲ့အဲ့ဒီစွမ်းအားလေးမျိုးကိုတော့တဲ့ကိုယ်တိုင်မသိ မခွဲခြားတတ်အတုံးမပြုတ်တတ်ခြင်းကြောင့်တဲ့တည်တဲ့လူများစွာရှိပါတယ်တဲ့အိုးတခင်ရွှေကျမတို့အဲမှလည်းဒီတိုင်းပဲเนาะဖျားထည့်ပေးထားတဲ့အရာတွေကိုကျမတို့ကလည်းနေရာမှန်လည်းမတုံးတတ်ဘာစွမ်းအင်ရှိမှန်းလည်းမသိ ဘာလောက်တက်မှန်းလဲမသိဘူးဆိုလို့ရှိရင်ကျမတို့ရဲ့အသက်ရှင်ခြင်းဟာလေတကယ်ပဲအိုးနင်းခွန်းနင်းဖြစ်မှာပဲဆိုတဲ့အရာလေးကိုเนาะဒီမှာကျမတို့ကိုမြင်သာအောင်ဒီနေ့ဒီမော်တော်ကားမောင်းခြင်းနဲ့ကျမတို့ကိုပုံဥပမာပေးပြီးတော့မှအာရှင်းလင်းပြထားတာဖြစ်တယ်ဒါကြောင့်ဖရာသခင်ကလေလူကိုဖွဲ့စည်းတိဆောက်ထားတဲ့အဲမှာပါပါရှိတယ်ဆိုရှင်ဝိညာဉ်၃ပိုင်းနဲ့လူရဲ့ဝိညာဉ်၃ပိုင်းเนาะလူရဲ့စိတ်၃ပိုင်းအဲ့ဒါတွေပါတယ်အဲ့ဒီဥစ္စာတွေရဲ့စွမ်းဆောင်ချက် အဲ့ဒီအရာတွေရဲ့လှုပ်ဆောင်ချက်တွေကိုမသိဘူးဆိုလို့ရှိရင်ကျမတို့ကအသက်ရှင်ခြင်းကအိုးနင်းခွင့်နှင်းဖြစ်လာမှာဖြစ်တယ်အဲ့တော့ဝိညာဉ်၃ပိုင်းထဲမှာပါတဲ့အရာကဘာလဲဆိုလို့ရှိရင်ဝိညာဉ်ကဖျားကိန်းဝတ်တဲ့နေရာဖြစ်တယ်ဖျားအလုံးလုတ်တဲ့နေရာဖြစ်တယ်ဝိညာဉ်ထဲမှာပါတာကခုနကပုံလေးထဲရလိုမျိုးနော်အော်ဒါဘာစိတ်ပါတယ်တဟာရပါတယ်အလိုလိုတိချင်းပါတယ် ဩတပနဲ့ဩတပကအဲ့ဒီဝိညာဉ်ရဲ့လှုပ်ဆောင်ချက်ထဲမှာအရေးကြီးတဲ့အပိုင်းပဲဖြစ်တယ်။ဩတပဂျေးမုံ နော်ပြီးခဲ့တဲ့အပတ်တုန်းကကျမတို့စာတုံးခဲ့ပြီးပြီဖြစ်တဲ့အော်တဘကြီးမုံဆိုတာကကြည်လင်နေမှเนาะကြည်လင်နေပြီဆိုရှင်ဖះနဲ့ကိုယ်နဲ့က alignment ညီနေတာဖြစ်တယ်တဲ့မကြည်လင်နေဘူးဆိုလို့ရှင် तू အထဲကနေပြီးတော့မှအချက်ပြတာဖြစ်တယ်เนาะကျမတို့ရဲ့အော်တဘစိတ်ကဖះမနစ်တတတာတခုခုလုတ်ပြီးဆိုရှင်เนาะကျမတို့အားလုံးလည်းပဲဟိုခံစားမှုခံစားပူးကြတာเนาะတခုခုလုတ်မိပြီးဆိုရင်အော်တဘစိတ်ကြမကြည်မလင်ဖြစ်နေပြီးတော့မှလေအဲ့ဒီအော်တဘစိတ်မကြည်လင်တဲ့အတွက်ကြောင့်လို့နေလို့လည်းမကောင်း င်ထိုင်လို့လည်းမကောင်းအဲ့လိုမျိုးတွေဖြစ်တယ်လေနော်အဲ့ဒါကဖះရနဲ့ alignment မညီဘူးဆိုတဲ့ဥစ္စာကအထဲကနေပြီးတော့မှကျမတို့ကအချက်ပြနေတာဖြစ်တယ်တကယ်လို့ alignment ညီနေတယ် autopathic ကြီးလင်းနေတယ်ဆိုလို့ရှိရင်တဲ့ဘယ်လူမျိုးနဲ့မဆိုတဟာရဖွဲ့နိုင်နေတဲ့ဖះရနဲ့လည်းပဲတဟာရဖွဲ့နိုင်နေ autopathic ကြီးလင်းနေတဲ့အတွက်ကြောင့်မလို့တဲ့ကျမတို့ကလေကျမတို့ထဲမှာ ခွင့်လို့ရမှာလားနော်စီရင်ရမှာလားညင်ပယ်ရမှာလားလက်ခံရမှာလားအဲ့ဒါတွေကိုလည်းခွဲခြားသိဖို့အတွက်အလိုလိုသိတဲ့စိတ်လည်းရှိလာတာဖြစ်တယ်တဲ့အဲ့ဒါကြောင့်မလို့အော်တပါစိတ်ကလေကျွန်တော်တို့ဝိညာဉ်ထဲမှာအရေးကြီးတဲ့အပိုင်းပဲဖြစ်တယ်ဒီအော်တပါစိတ်ကြည်လင်နေတဲ့အခါကျမှ ဖယားနဲ့ alignment ညီတာဖြစ်တယ်ဆိုတော့ဒီအရာကိုလည်းကျမတို့ကလေတိထားဖို့အတွက်လိုအပ်တယ်ဆိုတဲ့အရာလေးเนาะဒီနေ့ဒီဆက်မှာလေအပြင်မှာကျွေးမွေးထားတာဖြစ်တယ်နောက်ပြီးတော့လူရဲ့စိတ်၃ဘိုင်းနဲ့လူရဲ့စိတ်၃ဘိုင်းစိတ်ထဲမှာပါရှိတယ်လေဆိုရှင်အတိစိတ်ရှိရယ်ခံစားအစန္ဒရှိရယ်ခံစားစိတ်ရှိရယ်အတိစိတ်ကဘာလုပ်တလဲဆိုရင်ကျမတို့ရဲ့အတိစိတ်ကစဉ်းစားတယ်စင်ချင်တယ်เนาะပြီးလို့ရှိရင်စန္ဒ ဆန္ဒဘာရှိတယ်လဲဆိုကျမတို့ထဲမှာလေလှုပ်ခြင်းနဲ့ဆန္ဒရှိတယ်၊သွားခြင်းနဲ့ဆန္ဒရှိတယ်။เนาะအဲ့ဆန္ဒနောက်ဆုံးဖျားကိုတော့မှလေရှာခြင်းနဲ့ဖျားကိုစာငတ်တယ်ဆိုရင်တော့မှဒီဆန္ဒဆိုတဲ့အထဲကနေပြီးတော့မှအထဲကနေပြီးတော့မှကျမတို့ကိုလုံးစော်တာဖြစ်တယ်လေနော်ဆန္ဒပြီးလို့ရှိရင်ခံစားစိတ်ခံစားစိတ်ကပါလေဆိုရှင် ကျမတို့ချစ်တတ်တယ်မုန်းတတ်တယ်ပြီးရင်ဝမ်းသာတယ်စိတ်ပြတ်တယ်ပြီးရင်နစ်တတ်တယ်မနစ်တတ်ဘူးအဲ့ဒါတွေအားလုံးကခံစားစိတ်ပဲဖြစ်တယ် အဲ့တော့ကျမတို့ရဲ့စိတ်ထဲမှာရှိတဲ့အရာတွေကဘာလုတ်ပေးနေရလဲဆိုရင်ကျမတို့ရဲ့အသီးကျမတို့ရဲ့စံတကျမတို့ရဲ့ခံစားချက်အဲ့ဒါကကျမတို့ရဲ့စိတ်ရဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်တယ်ဆိုတော့ကျမတို့ကဒီစိတ်ကိုဘယ်ထဲမှာထားမလဲစိတ်ကိုဘယ်နာထားမလဲဝိညာဉ်ဘက်ကိုများများလှည့်လိုက်တယ်ဆိုရှင်ဖရားရဲ့ဖရား နဲ့စန္ဒတစန္ဒလည်းဖြစ်မယ်ကျမတို့စဉ်းစားခြင်းကလည်းဖရားနဲ့တထက်သေးဖြစ်လာမယ်ကျမတို့ရဲ့ခံစားစိတ်ဖရားရဲ့ခံစားစိတ်နဲ့ကျမတို့ရဲ့ခံစားစိတ်ကလည်းတထက်သေးဖြစ်လာမယ်ဒါကြောင့်မလို့ကျမတို့ရဲ့ဝိညာဉ်စိတ်ခန္ဓာကိုတဲ့ဖရားကလေအဲသူ့ရဲ့ ဟိုနော်သူ့ရဲ့အသက်နဲ့ကျမတို့ကိုအခုချိန်မှာနော်ကျမတို့ကိုဖြည့်ပေးနေတာဖြစ်တယ်ဘာလို့လဲဆိုရှင် ကျမတို့ကမွေးလာတဲ့အချိန်မှာပေါ့နော်ကျမတို့ခုလူတွေကျမတို့မွေးလာတဲ့ခါမှာကျမတို့ကစိတ်ပုတ်စိတ်ယုတ်တွေရှိတယ်စိတ်ပြက်ချင်းတွေရှိတယ်နော်ပုံတံပြက်တာတွေရှိတယ်အဲ့ဒါတွေနဲ့ကျမတို့လူတွေကလေကြာစင်ချင်းရှိတဲ့အတွက်ကြောင့်လို့ကျမတို့ကြာစင်တဲ့လူသားအနေနဲ့ကျမတို့ကမွေးဖွားလာတာဖြစ်တယ်လေနော်ဆိုတော့အဲ့ဒီအရာတွေအလုံးထိတ်ကနေပြီးတော့ဖယားကလေအထဲကနေကျမတို့ကျမတို့ကဖယားကိုလက်ခံလိုက်ပြီးဖယားကျမတို့ကို အကျမတို့ကဖခင်ကိုခွင့်ပြုလိုက်ပြီးဖခင်ကျမတို့ထဲမှာလာပြီးတော့နေပါလို့ပြောလိုက်တဲ့အချိန်ကနေစပြီးတော့မှဖခင်ကဒီအရာတွေကိုကျမတို့ကိုပြန်လဲပြီးတော့မှပြုတ်ပြင်ပေးတာဖြစ်တယ်ဆိုတော့ကျမတို့အတိအခုအချိန်မှာကျမတို့အသက်ရှင်နေမှာ तू ကကျမတို့ရဲ့ဝိညာဉ်စိတ်ခန္ဓာအားလုံးကို तू ရဲ့ တန်ရှင်းခြင်းတွေသူရဲ့ကောင်းမြတ်ခြင်းတွေသူရဲ့စိတ်တဘောထားပြည့်ဝခြင်းတွေအဲ့ဒါတွေအားလုံးကိုကျမတို့ထဲကိုထည့်ပေးခြင်းတာဖြစ်တယ်။ဖခင်အသက်နဲ့ကျမတို့ကိုနေ့စဉ်နေ့စဉ်ဖြည့်ပေးနေတာဖြစ်တယ်။ဒါကြောင့်မို့ကျမတို့ရဲ့ဝိညာဉ်နဲ့စိတ်ကတထက်ထက်ဖြစ်သွားပြီဆိုရှင်ဖခင်ကအထဲကနေပြီးတော့မှကျမတို့ကိုအလုံးလုံးပေးနေတယ်ဖခင်ကအထဲကနေပြီးတော့မှပဲကျမတို့ကိုထိန်းချောင်းပေးနေတာဖြစ်တယ်။ဆိုတော့ကျမတို့စဉ်းစားခြင်းဒီလေ အဖះရနဲ့တထက်တည်းဖြစ်လာမယ်ဖះရရဲ့စန္ဒာတွေကိုပဲကျွန်တော်တို့ကျွန်တော်တို့ ਨੇ တထက်တည်းဖြစ်လာမယ်ကျွန်တော်တို့ရဲ့ခံစားစိတ်ကလည်းကျွန်တော်တို့ရဲ့အသွေးသားခံစားစိတ်မဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ရဲ့ခံစားစိတ်ကလည်းဖះရနဲ့တထက်တည်းဖြစ်လာမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကိုလေဝိညာဉ်ဖက်ကိုလဲ့ပါဝိညာဉ်ဖက်ကိုလဲ့ပါဆိုတဲ့အရာကဖះရကကျွန်တော်တို့ ਨੇ တထက်တည်းဖြစ်ခြင်းနဲ့ဖះရကကျွန်တော်တို့ ਨੇ ကျွန်တော်တို့ရဲ့အာကြာစင်းတုံးကရှိတဲ့အသွေးသားလူတွေကနေပြီးတော့မှကျွန်တော်တို့ကိုပြန်ပြီးတော့မှကဲနှုတ်ချင်တာဖြစ်တယ်ကျွန်တော်တို့ကိုပြန်ပြီးမှသူ့ရဲ့ အသက်နဲ့ပြန်ပြီးတော့ဖြည့်ပေးချင်တာ ဖြစ်တဲ့အတွက်ကြောင့်မလို့အခုချိန်မှာဖခင်ကကျမတို့ကိုအထက်ကနေပြီးတော့မှအလုံးလုံးနေတာဖြစ်တယ်။သူထည့်ပေးတဲ့အရာတွေကိုသူထည့်ပေးထားတဲ့ဝိညာဉ်၊သူထည့်ပေးထားတဲ့စိတ်အဲ့ဓာတွေအားလုံးကသူနဲ့တသက်တည်းဖြစ်စေဖို့အတွက်ကသူနဲ့တပေါင်းတဲ့သူနဲ့တလုံးတဝါတဲ့ဖြစ်စေဖို့အတွက်ကိုဖခင်ကကျမတို့ကိုထည့်ပေးနေတာဖြစ်တယ်။အဲ့ဒီစွမ်းရည်တွေကလည်းကျမတို့အတွေးသားဖက်ကိုသွားရက်သုံးဖို့အတွက်မဟုတ်ဘူး။အဲ့ဒီ အလုတ်တာဝန်တွေကလည်းပဲဖခင်ကကျမတို့ကိုခွဲခံထားတဲ့အလုတ်တာဝန်တွေကိုပဲကျမတို့ကတိဖို့အတွက်ကျမတို့ရဲ့စွမ်းရည်တွေကိုကျမတို့ကတုံချဖို့အတွက်ဖြစ်တဲ့ဖခင်ရဲ့စွမ်းရည်ဖခင်ပေးထားတဲ့ဖခင်ဖန်ဆင်းထားတဲ့ငကိုတော့ဖခင်လှုပ်စီခြင်းနဲ့ဝိညာဉ်ရဲ့လှုပ်ဆောင်ချက်စိတ်ရဲ့လှုပ်ဆောင်ချက်အားလုံးကိုသူကပြန်ပြီးတော့မှအာ ကျွန်မဖះစီကိုပြန်ပြီးတော့မှအလုံးလုံးတက်စီဖို့အတွက်အခုချိန်မှာဖះကလေသူ့ရဲ့တန်ရှင်ချင်းတွေကိုကျွန်မတို့ကိုပြန်ပြီးတော့မှထည့်ပေးတာဖြစ်တယ်။သူ့ရဲ့အသက်နဲ့ကျွန်မတို့ကိုပြန်ပြီးတော့မှဖြည့်ပေးနေတာဖြစ်တယ်။ဆိုတဲ့အရာလေးပေါ့နော်။ဒီထဲကနေပြီးတော့မှဒီအရာလေးကိုစားသုံးရတာဖြစ်တယ်။စာမျက်နှာ29နော်ခုနှစ်ထဲမှာဆိုရှင်ဖះတခင်ကဘာလုပ်ပေးနေတာလဲတဲ့။ကျွန်ုပ်တို့စိတ်နှလုံးထဲမှာ ခရစ်တော်ရဲ့ပုံတံခရစ်တော်ရဲ့စိတ်တဘောပုံရိပ်ထင်ဟအောင်ကျွန်ုပ်တို့ဤကြားချင်းမြင်ချင်းစဉ်းစားချင်းများကိုကျွန်ုပ်တို့စိတ်ကတပ်ပုံမှတ်တမ်းရယူနိုင်ုံမကအတန်ပါမှတ်တမ်းယူနိုင်စွာဖျားပေးထားတယ်တဲ့အဲ့တော့ကျမတို့ရဲ့စိတ်ထဲမှာကြည့်မယ်ဆိုရှင်စိတ်နှလုံးထဲမှာဖျားကဖျားကဘာဆွမ်းရည်ပေးထားသလဲဆိုရှင်ဒီ ကင်မရာတလုံးလိုပဲเนาะဒီမှာဆိုရှင်အတန်မှာဖမ်းယူနိုင်တဲ့ကင်မရာလို့ပြောလို့ရှင်ကျမတို့ကဗီဒီယိုကင်မရာလိုပဲ तू อ่ะလေဖះလှုပ်ဆောင်တဲ့အရာဖះရဲ့ပုံတံဖះရဲ့စိတ်သဘောအဲ့အရာတွေကိုကျမတို့ရဲ့ သေးမှာလေเนาะကျမတို့ရဲ့ကြားချင်းမြင်ချင်းစဉ်းစားချင်းအဲ့ဒါတွေကိုကျွန်ုပ်တို့ရဲ့စိတ်ကားတဲ့အဲ့လိုမှတ်တမ်းတစ်ခုလိုမျိုး तू ကယူထားတာဖြစ်တယ်ဒီလိုမျိုးယူထားနိုင်ဖို့အတွက်ကိုဖခင်ကကျမတို့ရဲ့စိတ်နှလုံးထဲမှာလေဒီအရာတွေကိုစိတ်နှလုံးထဲမှာလှုပ်ဆောင်နိုင်စွမ်းကိုဖခင်ကပေးထားတာဖြစ်တယ်ဒါကြောင့်မလို့ तू ကလေအာ तू ကဖခင်ကိုပဲ ဖះကိုပဲသူကဟိုဟိုဘယ်လိုပြောမလဲ recording လုပ်ထားစေချင်တာပေါ့နော်။ဘာလို့ဆိုလောကအရာတွေကိုလဲလိုက်ပြီဆိုလို့ရှိရင် လောကအရာတွေအကုန်လုံး recording လုပ်တော့မှအဲ့ဒါအဲ့ထဲကိုကျမတို့ရဲ့စိတ်ထဲကိုဝင်လာမှာဖြစ်တယ်။ဒါပေမဲ့အခုဖခင်ကကျမတို့ကိုပြောနေပြီကျမတို့ကိုစိတ်ကျမတို့ကကျမတို့ရဲ့စိတ်ကဝိညာဉ်ထဲကိုလဲ့ပြီဆိုလို့ရှိရင်ဖခင်ကသူ့ရဲ့လှုပ်ဆောင်ချက်အားလုံးကိုကျမတို့ကိုကျမတို့ရဲ့စိတ်ထဲမှာအကုန်လုံးကို record ယူထားမှာဖြစ်တယ်။ အဲ့ဒါမှပဲအဲ့ record ယူထားတဲ့အတိုင်းပဲကျွန်တော်တို့ကပြန်ပြီးတော့မှပြန်ပြီးတော့မှเนาะအသက်ရှင်နိုင်မှာဖြစ်တယ်ဒါကြောင့်မလို့တဲ့စိတ်နှလုံးကိုတဲ့လောကဖက်ကြောခိုင်းပြီးဖျားဖက်မိမိဤဝိညာဉ်ထဲလှဲ့လက်ဖျားသခင်အားအလုတ်လုတ်ခွင့်ပြုလင်းတဲ့မိမိဤစိတ်ထဲ၌ဖျားသခင်ဤရောင်ချီအလင်းဝင်ချင်းဖြင့်တဲ့ဘာကြည့်ကြည့် ပါမြင်မြင်ခရစ်တော်ရဲ့စိတ်တဘောနဲ့ခရစ်တော်ရဲ့ပုံတံထင်ဟကြံရခဲ့မယ်။အိုးတခင်ရှုကျမတို့ကလေဘာကိုလေ့ကျင့်ရမလဲဆိုရင်ကျမတို့စိတ်နှလုံးကိုသူဝိညာဉ်ဘက်ကိုလဲ့ပါ ပြီးရင်ဖရာသခင်ကိုတဲ့အလုတ်လုတ်ခွင့်ပြုပါတဲ့အဲ့ဒါဆိုလို့ရှိရင်ဖရာရဲ့ရောင်ချီအလင်းကနော်ကျမတို့ထဲကိုကျမတို့စိတ်ထဲကိုဝင်လာပြီးတော့မှနော်ကျမတို့ဘာကြည့်ကြည့်ပါနေနေ ဖရားရဲ့စိတ်တဘောနဲ့ဖရားရဲ့ပုံတံတော်ကကျမတို့အဲထဲမှာထင်ဟကြံရင်နေမှာဖြစ်တယ်တဲ့ဝိညာဉ်ဖက်ကိုမလဲ့ဘူးဆိုလောကဖက်ကိုပဲလဲ့မယ်ဆိုရင်ကျမတို့ရဲ့စိတ်က recording လုပ်နေတဲ့အရာတွေကအကုန်လုံးလောကအရာတွေနဲ့ပြည့်သွားမှာဖြစ်တယ်เนาะဒါကြောင့်မလို့ဝိညာဉ်ဖက်ကိုလဲ့ပါလို့ပြောတဲ့အရာက ဖရားရဲ့လှုပ်ဆောင်ချက်ဖရားရဲ့ပုံရိပ်အားလုံးကိုကျမတို့ရဲ့စိတ်ထဲမှာ record လုပ်ထားဖို့အတွက်ဖရားကနော်ဖရားရဲ့ပုံကတန်တော်ပဲကျမတို့ထဲမှာထင်ရှားစေဖို့အတွက်ကျမတို့ထဲမှာထင်ဟပ်ပြီးကြံ့ရင့်နေဖို့အတွက်ကျမတို့ကိုဝิญဉဘက်ကိုလဲ့ပါဆိုပြီးတော့မှဒီမှာတုံ့တင်ထားတာဖြစ်တယ်ဒါကြောင့်မလို့ဖရားလှုပ်သမျှတီးတဲ့တန်ရှင်မြင့်မြတ်စင်ကြယ်သောအပေါင်းလက္ခဏာအရာများဖြစ်သည်တဲ့ဖရားလှုပ်တဲ့အရာမှန်မြတ်ကအကုန်လုံး အပေါင်းလက္ခဏာเนาะတန့်ရှင်းတယ်စင်ကြယ်တယ်မြင့်မြတ်တယ်ဒါပေမဲ့တဲ့လူကเนาะခုနကတော့ပြောလူရဲ့လူကကြတော့တဲ့ဘာလို့တတ်တယ်လဲဆိုလို့ရှိရင်လူကကြတော့သူများရဲ့အပြစ်ကိုရှာမယ်အမားကိုရှာမယ်เนาะပြီးရင်သူများရဲ့အပြစ်တွေအမားတွေကိုရှာဖွေတူးနိုင်ပြောဆိုပြီးတော့မှတဲ့ပီတိဖြာတတ်တယ်တဲ့လူကကြတော့လေเนาะ တော့လူရဲ့စိတ်ပုံပန်းတဏ္ဍာရီယိုယွင်းတစ်ထက်ယိုယွင်းပြီးတော့မှပျက်စီးလာတာဖြစ်တယ်တဲ့။ဘာဖြစ်လို့လဲဆိုရင်သူ့ရဲ့စိတ်နှလုံးကတဲ့။နတ်ဆိုးရဲ့အလုံယုံဖြစ်နေတာကို तू မသိရှာပြီတဲ့။တနာစရာကောင်းလေစွာတဲ့။အိုးတခင်ရှုစိတ်နှလုံးကိုနတ်ဆိုးခုနကပဒင်းပေါက်၅ပေါက်ကိုဖွင့်ပေးလိုက်တဲ့အခါမှာအဲ့ပဒင်းပေါက်၅ပေါက်ကနေဝင်ပြီးတော့မှသူ့ရဲ့စိတ်နှလုံးထဲမှာနော်နှတ်ဆိုးကအလုံလုံနေတာ။အိုးအလုံယုံအောင်ဖြစ်နေပြီတဲ့အလုံယုံ ဖះဖန်စင်တော့စိတ်နှလုံးကနတ်ဆိုးရဲ့အလုံးလုံးဖို့နေရမဟုတ်ဘူးဒါကြောင့်မလို့ဖះကပြောတယ်လေဒီချိန်မှာဒီအနုလက္ခဏာမကောင်းတဲ့သူတစ်ပါးအကြောင်းတစ်ခုတလေကိုမြဝင်ခွင့်မပေးပါနဲ့တဲ့အခြားလူမျိုးအခြားအဖွဲ့မကောင်းကြောင်းတဲ့သူတစ်ပါးမကောင်းကြောင်းပြောနေတာကိုလည်းနားမထောင်ပါနဲ့တဲ့ရှိသမျှအနုလက္ခဏာဆိုင်ရာတွေအားလုံးကိုနော်ကျမတို့ရှောင်ရှားဖို့အတွက်လိုအပ်တယ်သူများအကြောင်းပြောနေတယ်ဆိုလို့ရှိရင်လည်းဝင်ပြီးမှ ပြန်မပြောဖို့เนาะပြောဖြစ်နိုင်လို့ရှင်တော့တော့နားမထောင်နဲ့เนาะဖះဖះကအဲ့လိုမျိုးသူများအကြောင်းပြောတာတွေမကောင်းအကြောင်းပြောတာတွေအဲ့ဒါတွေကိုလည်းနားမထောင်ဖို့เนาะအဲ့အရာတွေကလေနှဆိုးရဲ့ဝင်ပေါက်ပဲဖြစ်တယ် အဲ့အရာတွေကိုကြားလိုက်ချင်းအဖြစ်ကျမတို့ရဲ့စိတ်နှလုံးကအလုံးလုံးနေတာဖြစ်တယ်ကျမတို့စိတ်ထဲမှာလေသူ့ရဲ့အလုံးယုံကလုံနေပြီးတော့မှသူ့ထဲကနေပြီးတော့မှနတ်ဆိုးရဲ့ product တွေပဲကျမတို့ထုတ်လုပ်ပေးနေမှာဖြစ်တယ်ဆိုတော့ဒီစိတ်စိတ်ကိုအဲ့ဒါကြောင့်မလို့နတ်ဆိုးကိုလုံးဝဝင်ခွင့်မပေးပါနဲ့တဲ့ကျမတို့က အခုဆိုလို့ရှိရင်တိပြီလေနော်နတ်ဆိုးကပဲအပေါက်ကနေဝင်နေလဲဘူဝီညင်ထဲမှာဖခင်ကအလုံးလုံးနေတယ်ဝီညင်ဖက်ကိုလဲဖို့လဲကျမတို့ကအငြင်းရန်လေ့ကျင့်တတ်နေပြီဖြစ်တယ်ဒါကြောင့်မလို့ဖခင်ကပြောတယ်ဒီမှာကျွန်ုပ်တို့ဤဝီညင်စိတ်ကိုခန္ဓာကိုတဲ့အဘသားတော်နဲ့သာတန့်ရှင်တော်ဝီညင်တော်ဤ ပိမ့်မှန်တော့ဖြစ်လေတဲ့ဖရာတခင်နဲ့လူအတူနေပျော်ဖွယ်အိမ်ဖြစ်ဖို့ဖန်ဆင်းထားတာပဲဖြစ်တယ်တဲ့လူဒီဖရာတခင်ဤနေပျော်အိမ်ဖြစ်တယ်တဲ့သူဖန်ဆင်းကလေးကသူနေဖို့ပဲသူဖန်ဆင်းထားတာလေနော်ဖရာဖန်ဆင်းကလေးကဖရာနေဖို့အတွက်ဖရာကသူ့ရဲ့ပိမ့်မှန်တော့ဖြစ်ချင်တာပြီးရင်ဖရာနဲ့လူနဲ့အတူတူနေတဲ့ အိမ်တလုံးအနေနဲ့ तू ਆ ဖြစ်ချင်တာကျမတို့ထဲမှာ तू ਆ အိမ်ဆောင်နေချင်တာဖြစ်တယ်ဖះနဲ့လူနဲ့ကျမတို့တလုံးတဝရဲဖြစ်ပြီးတော့မှအထဲမှာပျော်ပျော်ရွှင်ရွှင်နဲ့နေချင်တာဖြစ်တယ် तू နေချင်တာဖြစ်တယ်နတ်ဆိုးရဲ့အလုံယုံဖြစ်စေဖို့အတွက်ကဒါသူ့ရဲ့ဆန္ဒမဟုတ်ဘူးသူ့ရဲ့ရည်ရွယ်ချက်လည်းမဟုတ်လူကိုဖန်ဆင်းကြတဲ့ကဖះက तू နေဖို့ तू ပျော်ဖို့နော် तू တယောက်တည်းမဟုတ်ဘူး तू နဲ့လူနဲ့အတူတူပူးပေါင်းပြီးတော့မှအတူတူပျော်ဖို့အတွက်နေအိမ်ကို तू တိဆောက်ချင်တာဖြစ်တယ် ခုချိန်မှာဖះကလေဒီအရာကိုပြန်လဲပြီးတော့မှရယူနေတာဖြစ်တယ်ဒါကြောင့်မလို့လူကတဲ့ဖះသခင်ကိုထဲ့ဖို့ဘူးလို့အိုးလို့ဖြစ်တယ်တဲ့ဖះသခင်ဒီလူသေးထဲ့ဖို့လူကိုပြေဝဆုံလင်စေတော့ကျေနိုင်ရောက်ရဲစေသူဖြစ်သည်တဲ့လူကဖះသခင်ကိုထဲ့ဖို့ကျမတို့ကအိုးလို့ဖြစ်ရမယ်ဘူးလို့ဖြစ်ရမယ်ဖရာသခင်က လူသေးထဲ့ဖို့လူကိုပြေဝဆုံလင်စေတဲ့ခြေနဲ့ရောက်ရဲစီသူဖြစ်တယ်တဲ့ လူသေးကိုဖရာသခင်ကိုထဲ့မယ်ဖရာကနော်ဖရာကလူကိုမရမချင်း လူကဘယ်တော့မှတိုးတက်ကြီးထွားပြေဝဆုံးလင်လာမှာမဟုတ်ဘူးတဲ့ဘယ်တော့မှလည်းကျင့်နဲ့ရောက်ရဲမှာမဟုတ်ဘူးတဲ့လူလိုအပ်နေတာဖျားဖြစ်တယ်ဖျားကလည်းလူကိုနော်လူထဲမှာနေချင်တာဖြစ်တယ်လူကလည်းဖျားထဲမှာမနေမချင်းဘယ်တော့မှကိုကိုကိုကျင့်နဲ့ရောက်ရဲနေမှာမဟုတ်တခູ່မှကျမတို့စိတ်ကျင့်နဲ့နေမှာမဟုတ်တခູ່မှကျမတို့ရဲ့ဆန္ဒကလည်းပြေဝနေမှာမဟုတ်ဘူးကျမတို့ရဲ့လိုချင်ဆန္ဒစိတ်ကလည်းလေအမြဲတမ်းဘယ်တော့မှပြေဝမှာမဟုတ်ဘူးတကယ်လိုအပ်နေတာကကျမတို့ကအရာခတ်သိမ်းဖြစ်တဲ့ ့ဖယားသခင်ကိုပဲကျွန်မတို့လိုအပ်နေတာဖြစ်တယ်ဖယားမပမချင်းကတော့လူကတဲ့ပက်တော်မှတိုးတက်ကြီးထွားပြည့်စုံစုံလင်မှမဟုတ်ပါဘူးတဲ့အိုးသခင်ရှုဖယားကိုမှကျွန်မတို့မရဘူးဆိုလို့ရှိရင်ပက်တော်မှကျွန်မတို့ရဲ့စိတ်ကလေခြေနဲ့နှစ်သိမ့်ခြေနဲ့နေမှမဟုတ်ဘူးပက်တော်မှဒီဟာရပြီးရင်လေဟိုဟာလို့အောင်မယ်ဟိုတစ်ခုရပြီးရင်လေဒီတစ်ခုရအောင်မယ်ဘယ်တော့မှခြေနဲ့နေမှမဟုတ်ဘူးတဲ့ဒါကြောင့်မလို့လေကျွန်မတို့က လိုအပ်နေတာကဘာလဲဆိုရှင်ဖရာသခင်ကြီးလူအဖို့လူဤအရာခတ်သိမ်းဖြစ်တယ်တဲ့ဖရာကလည်းလူကိုလိုအပ်တယ်လူကလည်းဖရာအရာခတ်သိမ်းဖြစ်တယ်ဖရာကိုလိုအပ်တာဖြစ်တယ်အရာခတ်သိမ်းဖြစ်တဲ့ဖရာကိုကျမတို့ကအာရရှိဖို့အတွက်ဖြစ်တယ်ဖရာသခင်အလိုချင်ဆုံးနဲ့အလိုအပ်ဆုံးကတဲ့ပလာနတ်တိဘူးလွတ်လူကိုဖရာလိုအပ်တာဖြစ်တယ်ဖရာလိုချင်တာကသေးမှာနော်လုံးဝဘူးလွတ်နော် ဘူးအလွတ်လိုချင်တာဖြစ်တယ်ကျမတို့အแทမှာဗလာနတ္တိ empty ဖြစ်နေတဲ့အရာကိုဖခင်ကလိုအပ်တာဖြစ်တယ် သူပဲထဲ့မှာဖြစ်တယ်ကျမတို့ရဲ့ပလာနတိကျမတို့ရဲ့အိုးလွတ်ကျမတို့ရဲ့ဒူးလွတ်ထဲကိုဖယားကသူထဲ့ဖို့အတွက်ငကိုကလေးကသူဖန်ဆင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူပဲထဲ့မှာဖြစ်တယ်ကျမတို့ကကြဆင်းသွားတဲ့ကြောင့်မလို့ကျမတို့အပြင်းအရတွေအကုန်လုံးထဲ့လိုက်တဲ့ခါမှာဖယားကနေစရာမရှိလို့အခုဖယားကပြန်လာပြီးတော့မှသူကသူသူကပြန်မလဲပြီးတော့မှကျမတို့ကိုဒီအရာကပြန်လဲရယူနေတာဖြစ်တယ်ကျမတို့ထဲမှာနော်ဖြည့်ထားတဲ့အရာတွေလောကအရာတွေအားလုံးကိုဖယားကပြန်ပြီးတော့မှထုတ်ပစ်လိုက်မှာဖြစ်တယ်ဆိုတော့ဖယားကကျမတို့ကိုလုံးဝ empty ဖြစ်သွားတဲ့အထိလောက်ပြီးပြီဆိုတဲ့အခါကျမှ ဖះကသူကပြန်ပြီးတော့မှ ဖြစ်မှာဖြစ်တယ်။အဲ့ခါကျမှဖះနဲ့လူနဲ့သလုံးသွားတယ်ဖြစ်သွားပြီးတော့မှဖះကကျမတို့ထဲမှာလေသူပျော်တာပျော်မှာဖြစ်တယ်။ဖះကကျမတို့ထဲမှာအိမ်ဆောက်ပြီးတော့မှလူနဲ့ဖះနဲ့အတူတူနေနိုင်မှာဖြစ်တယ်။ဒါကြောင့်မလို့ဖះတစ်ခင်အနှစ်သက်ဆုံးနဲ့အတုံးဝင်ဆုံးအရာကလူက MD ဖြစ်နေဖို့ပဲ။လူကဗလာနတ်တီဖြစ်နေဖို့ပဲ။လူကဘူးလွဖြစ်နေဖို့ပဲဆိုတဲ့အရာလေးနော်။ဒီအရာလေးကိုဒီနေ့ကျွေးမွေးထားတာဖြစ်တယ်။ဒါကြောင့်မလို့ကျမတို့ကဖះဘာလောက်ပေးနေသလဲဆိုတဲ့အရာကိုကျမတို့သိ ိဖို့ ਨੇ ကျမတို့ထဲမှာထည့်ပေးထားတဲ့ဝိညာဉ်စိတ်ဒီဖရာဘာလို့ဖို့အတွက်ကျမတို့ကိုဘလိုမျိုးစွန့်ရည်ပေးထားတယ်လဲဆိုတဲ့အရာကိုကျမတို့သိနာလဲပြီဆိုရှင်ကျမတို့ဘာလို့မလဲကျမတို့ရဲ့စိတ်ကိုပယ်နာထားမလဲကျမတို့စိတ်ကိုပယ်ဖက်လဲမလဲဝိညာဉ်ဘက်ကိုပဲများများလဲဖရာနဲ့ပဲအမြဲတမ်းဖြည့်ထည့်ဖြည့်ထည့်ဖြည့်ထည့်ပြီးတဲ့အခါမှာခုနကတော့ လောကအရာတွေနဲ့ပြည့်နေတဲ့အရာဘူးဘူးထဲမှာဖခင်ကပြန်လဲပြီးတော့မှသူနဲ့ဖြည့်ပြီးတော့မှနော်သူသူနဲ့ပြည့်ပြီးတော့မှသူနေထိုင်ဖို့အတွက်အိမ်ကိုဖြစ်စေမဲ့ကျမတို့နော်အိမ်ကိုပဲကျမတို့ကိုဖြစ်စေမှာဖြစ်တယ်ကျမတို့ရဲ့ဝိညာဉ်ကျမတို့ရဲ့စိတ်နှလုံးထဲမှာဖခင်နဲ့ပြည့်နေဖခင်နဲ့ပြည့်နေပြီးမှကျမတို့ရဲ့ကိုယ်ခန္ဓာကလည်းဗာနဲ့တောက်ပနေမလဲဆိုရှင်ဖခင်ရဲ့ဘုံတော်နဲ့အာထင်ရှားစေနိုင်မဲ့ အအရာပဲဖြစ်မယ်ကျမတို့ရဲ့ကိုခန္ဓာဒီကျမတို့လောကထဲမှာရှင်နေတဲ့အချိန်မှာဖခင်ရဲ့ဘုန်းတော်ထင်ရှားတဲ့ကိုခန္ဓာဖြစ်မယ်ဒီအရာကိုဖခင်ကအခုချိန်မှာမလုပ်နေတလဲလို့ပြောရင်ဖခင်ကအခုဒီချိန်မှာဒီအရာကိုလှုပ်ဆောင်နေတာဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ရဲ့ဝိညာဉ်ဒီဖခင်ဆပြီးတော့မှအလုံးလုံးတဲ့နေရာဖြစ်တယ်ဝိညာဉ်ဘက်ကိုပဲကျမတို့ကလေများများလက်ကျမတို့ရဲ့စိတ်ဒီလောကဆိုတဲ့ဘက်ကို လောကရဲ့ပတင်းပေါက်ဘက်ကိုမလဲ့ပဲနဲ့ဝိညာဉ်ဘက်ကိုများများလဲ့ပြီးတော့မှဝိညာဉ်နဲ့ကျမတို့နဲ့စိတ်နဲ့တဘောင်းနဲ့ဖြစ်လာတဲ့အခါမှာအိုးဖခင်ကကျမတို့အแทးကနေပြီးတော့မှစပြီးတော့မှအလုံးလုံးနေတာဖြစ်တယ်ကျမတို့ကို MD ဖြစ်စီပြီးတော့မှသူ့ရဲ့ဒွတ်တဘာဝနဲ့ဖြစ်ပြီးနေမှာဖြစ်တယ်ဆိုတဲ့အရာလေးเนาะဒါကြောင့်မလို့ဒီပလာနတ်တီဖြစ်ချင်းဘူးလို့ဖြစ်ချင်းကတဲ့ဖခင်အနှစ်သက်ဆုံးနဲ့အတုံးဝင်ဆုံးပဲဖြစ်တယ်တဲ့ဒါကြောင့်မလို့ကျမတို့ကလေဖခင်ထဲ့ဖို့အတွက်เนาะ မူးလို့ဖြစ်ဖို့အတွက်လိုအပ်တယ်ဆိုတဲ့အရာလေးเนาะဒီနေ့ဒီကောင်းစင်လေးတုံးမှုတဲ့ကနေပြီးတော့မှရရှိတဲ့အရာကိုနိုင်ရင်စီစဉ်ပါတယ်။အိုးတခင်ရှုကိုရောကိုချင်းနိုင်လို့အပ်ပါ၏။အာမင်။အာမင်။အာမင်။